င်္ဂလာပါမေလ16ရက်နေ့ရက်မနက်ပိုင်းနောက်ဆုံးရရှိထားတဲ့မြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လူစီပါယခု channel လေးကမြေပြင်စစ်ရေးသတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် subscribe လုပ်ပြီးခဲ့ကြဖို့လည်းဖိတ်ခေါ်လိုက်ရပါတယ်ညာပထမဦးစွာဆရာနာစင်တိုက်ဖြတ်ဖို့ BDF နဲ့ PIA တပ်ဖွဲ့တွေစစ်ရေးနိုင်ငံရေးပူးပေါင်းဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BDF နဲ့ ပြည်သူလွတ်လပ်ရေးတပ်တော် PIO PIA တို့ကစစ်အာဏာရှင်စနစ်ချုပ်နှံရေးနဲ့စစ်သုံးစစ်တပ်ဖြတ်ရေးအတွက်နိုင်ငံရေးစစ်ရေးပူးပေါင်းဆောင်ရွက်သွားမယ်လို့သိရပါဗျ။ PTF ရဲ့ဘ ਹੁ ကော်မတီဝင်တွေဥဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ PIO PIA ဘ ਹੁ ကော်မတီဝင်တွေဥဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ကမေလ15ရက်နေ့မှာပထမဆုံးအကြိမ်အွန်လိုင်းကနေတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။နှစ်ဖက်အဖွဲ့စည်းရဲ့နိုင်ငံရေးမူဝါဒစစ်ရေးမူဝါဒတွေအပါအဝင်စစ်ရေးလှုပ်ရှားမှုတွေကိုအပြန်အလှန်မျှဝေဆွေးနွေးခြင်း လက်ရှိနိုင်ငံရေးစစ်ရေးအခြေအနေတွေတုံ့သက်ဆွေးနွေးခြင်းနဲ့ဆက်ဆက်လှုပ်ဆောင်မဲ့နိုင်ငံရေးစစ်ရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးညှိနှိုင်းခြင်းတွေကိုယင်းဤပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဆရာနာစင်စနစ်ချုပ်ငြိရေးအတွက်နိုင်ငံရေးစစ်ရေးပူးပေါင်းဆောင်ရွက်သွားဖို့အခြေစိုက်နေပြည်နယ်လှုပ်ရှားနေပြည်တွေကွဲပြားတော့လေပူးပေါင်းလှုပ်ဆောင်နိုင်တဲ့စစ်ရေးကိစ္စရပ်တွေမှာအပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့တော်လိုင်းကိစ္စရပ်တွေမှာနီးကပ်စွာလက်တွေပူးပေါင်းပြီးအပြန်အလှန်ကူညီရိုင်းမင်းသွားကြဖို့သဘောတူညီခဲ့ကြတယ်လို့သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ နောက်ထပ်သိရတဲ့သတင်းလေးကလည်းတွန်ဒီပါကပါနဲ့ data phone column အဖွဲ့တို့စစ်စင်ရေးပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ရန်ကုန်တိုင်းတွန်ဒီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွန်ဒီပါကပါကမူဦးပင်ခရိုင်အမှတ်တက်ရင် data phone column အဖွဲ့နဲ့အတူစစ်စင်ရေးတွေပေါ်ဆောင်သွားမယ်လို့မနေ့ကမေလ16ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ပြည်သူ့ကာကွယ်ရေးအဖွဲ့တွန်ဒီပါကပါအနေနဲ့တော်လိုင်းရင်အတွက်တက်ဝဲဝင်ခဲ့တာဟာ၄နှစ်ကျော်ကာလကိုရောက်ရှိလာပြီဖြစ်ပြီးတော်လန်တက်ဝဲဝင်နေတဲ့ကာလအတွင်းမှာလည်းကဏ္ဍပေါင်းစုံ ဖွဲ့အစည်းမြင့်အမျိုးမျိုးနဲ့ဆောင်ရွက်ခဲ့ပြီးတွန်တင်းမျိုးနယ်ရဲ့တော်လန်ရေးကိုဦးဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ဒီဇိုင်းမမတ်ယက်တီခဲ့တယ်လို့ဆိုထားပါဗျ။ဒါကြောင့်တွန်တင်းမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွန်တင်းပါကပအနေနဲ့အင်ပြန်လန်းကိုဦးတည်ပြီးစစ်အာဏာရှင်စနစ်ပြုတ်ကျရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်မဦးဘေခရိုင်အမှတ်တက်တက်ရင်ဒေတာဖွင့်တဲ့ကော်လံအဖွဲ့နဲ့အတူစစ်စင်ရေးတွေကိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်လာတာဖြစ်ပါတယ်။ဆက်ပြီးတော့နောက်ထပ်တည်ရတဲ့သတင်းလေးကလည်းဖာကန်နိုင်ရ ကာမိုင်းလမ်းပန်းစီတရန်းကြီးနောင်အနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်မှထိခိုက်တိုက်ဆုံမှုများပြားကလက်နက်ခဲများနဲ့တင်းစီရရှိဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးကြည့်ပါမယ်။ကချင်ပြည်နယ်ဖားကန့်နန့်ရကာမိုင်းလမ်းပန်းစီတရန်းကြီးနောင်အနီးမှာတိုက်ပွဲပြင်းထန်နေပြီးအကြမ်းဖက်စစ်တပ်မှထိခိုက်တိုက်ဆုံမှုများပြားကလက်နက်ခဲများနဲ့တင်းစီရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းမြစ်ထံကသိရပါဗျာ။ မနေ့ကမေလ16ရက်နေ့မနက်ပိုင်းမှာဖားကန်မြို့နယ်ဘက်သို့ကာမိုင်းနန့်ရဖားကန်လမ်းပိုင်းအတိုင်းအင်အား600ခန့်ဖြင့်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်တီတပ်သားနဲ့ပြည်သူစစ်တွေကိုတရားညီနောင်အနီးမှာ KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားအများအပြားထိခိုက်ဒေဆုံးမှုရှိခဲ့ပြီးလက်နက်ခဲများလည်းတင်းစီရရှိထားကြောင်းသိရပါတယ်။ ဖာကန်မျိုးနဲ့ဖာကန်နတ်ရံကာမိုင်းလမ်းပိုင်းအင်ဒိုကြီးဝေခါဖာကန်လမ်းကြောင်းများကိုပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်အကြမ်းဖက်စစ်ကောင်စီတပ်ကဝေဟင်မြေပြင်အင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ပြီးစစ်သားအင်အား600ခန်းတင်ကား2စီးဒုံးများဖြင့်အုံပြုကခြိတက်လာနေခြင်းဖြစ်ကြောင်းလည်းသိရပါဗျ။ဆက်ပြီးတော့လဲ KNU တပ်မဟာ9နေမီမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ထုံမှုပလက်မဲစစ်တပ်စခန်းကိုတိုက်ခိုက်နေကြောင်းတင်ဆက်ပေးခြင်းပါတယ်။ ကရင်ပြည်နယ်ခင်ယူတမဟာ9နေမြစီစစ်တပ်ရဲ့ထုံမှုပလဲ့မဲ့စစ်တပ်စခန်ကိုထိုးစစ်ဆင်တိုက်ခတ်နေကြောင်း Force for Federal Democracy အဖွဲ့တာဝန်ရှိသူတဦးကသတင်းရင်းမြစ်ကိုပြောဆိုထားပါတယ်။မေလ14ရက်နေ့ကစတင်ပြီးတော့ခင်ယူတမဟာနေမြစီအကြံဘတ်စစ်တပ်ရဲ့ထုံမှုပလဲ့မဲ့စစ်တပ်စခန်ကို KNL တော်လိုင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခတ်နေခြင်းဖြစ်ပြီးလက်ရှိမှာတပ်ဖွဲ့ပြင်းထန်နေစေဖြစ်တဲ့အတွက်ကြောင့်စစ်ရေးအခြေအနေအသေးစိတ်ကိုတော့မသိရသေးပါဘူး။အဆိုပါတိုက်ခတ်မှုကိုတော့ Force for Federal Democracy တပ်ဖွဲ့ဝင်များနဲ့ KNL ရဲ့ drone တင်နန်းသားတွေကပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်းအသိပေးထားပါတယ်။ဆက်ပြီးတော့စန်းတောင်နဲ့ Kerini နေဆက်တပ်ဝဲတွေမှာဖေကုံ PDF ရဲ့တိုက်ခိုက်ရေးနဲ့ကယ်ဆယ်ကုသရေးဆောင်ရွက်နေတဲ့တဲ့င်းလေးကိုတင်ဆက်ပေးချင်ပါတယ်။စန်းတောင်နဲ့ Kerini နေဆက်ဒေသတွေမှာအချမ်းဘတ်စစ်ကောင်စီရဲ့ထိုးစစ်တွေကိုကာကွယ်ရေးတပ်ပေါင်းစုတွေနဲ့အတူခုခံကာကွယ်လျက်ရှိပြီးတိုက်ခိုက်ရေးနဲ့ကယ်ဆယ်ကုသရေးဆောင်ရွက်နေတဲ့တပ်ဝဲမှတ်တမ်းအချို့ကိုဖေကုံ PDF 13336တပ်ရင်းက ်မေလ18ရက်နေ့မှာထုတ်ပြန်လာပါတယ်ဖေကုံမြို့နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ဒေသတွေမှာအကြမ်းဖက်စစ်ကောင်စီကထိုးစစ်ဆင်နေပြီးစစ်ရေးအခြေအနေတင်းမာလျက်စစ်ကြောင်းနဲ့တပ်ဖွဲ့တွေအတွင်းစစ်တမ်းတက်ခိုက်ရေးကယ်ဆယ်ရေးကုသရေးနဲ့ဒရုန်းတက်ခိုက်ရေးတို့ကိုအဓိကလှုပ်ဆောင်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်စီရေးပြင်းထန်မှုအခြေအနေမှာ ထောက်ပေါ်ရေးကဏ္ဍဖြစ်တဲ့ရိတ်ခါနဲ့73လောင်းစာစီတွေအားနှကျစီနေကြောင်းနဲ့တည်ရင်မှာရှိတဲ့တက်ခတ်ရေ ကယ်ဆယ်ရေးရဲဘော်ရဲမေတွေကအကြံဘတ်စစ်တပ်ကိုရဲရင်စွာဆစ်ဆက်တိုက်ပွဲဝင်နေကြဆဲဖြစ်တယ်လို့ဖေကုံ PDF 1336တိုက်ရင်ကအသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။ဆက်ပြီးတော့တောင်တာမြို့နယ်လဲကူမရစာတင်ကျောင်းအနီးကိုစစ်တပ်ကလေရင်ဖြစ်ဘုံကျဲတိုက်ခိုက်ဆိုတဲ့သတင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။မန္တလေးတိုင်းတောင်တာမြို့နယ်လဲကူမရစာတင်ကျောင်းအနီးအကြံဘတ်စစ်တပ်ကလေရင်ဖြစ်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်တာမြို့နယ်လူလူလှုပ်ရှားရေးကော်မတီမှတာဝန်ရှိသူတဦးကသတင်းရင်းမြစ်ကိုပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့မေလ16ရက်နေ့မနက်9:30မိနစ်ခန့်မှာတောင်တာမြို့နယ်လှဲကူးမရွာစတင်ရောက်အနီးကိုအကြံပတ်စစ်တပ်ကတပ်ဝဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်ပုံကျဲတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံပတ်စစ်တပ်ရဲ့လေကြောင်းတက်ခတ်မှုကြောင့်ပြည်သူများထိခိုက်မှုမရှိပေမဲ့လည်းနေအိမ်နှလုံးနဲ့ပြည်သူများဝိမ့်မြူထားတဲ့နွားတကောင်တေဆုံးခဲ့ကြောင်းသိရပါတယ်။နောက်ထပ်လည်းပလဲမြို့နယ်နွယ်အင်းကြီးရွာကိုစစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတက်ခတ်မှုမှာ6တန်းနဲ့12တန်းကျောင်းသားကျောင်းသူ2ဦးအပါအဝင် လေးဦးတည်ဆုံခဲ့ကြောင်းတင်ဆက်ပေးချင်ပါတယ်။စကိုင်းတိုင်းပလဲမြို့နယ်နှွေအင်းကြီးရွာကိုအကြမ်းဖက်စစ်ကောင်စီစစ်တပ်ကလေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ6တန်းနဲ့12တန်းကျောင်းသားကျောင်းသူ2ဦးအပါအဝင်4ဦးသေဆုံးခဲ့ကြောင်းဒေသခံပြည်သူတွေထံကသိရပါဗျ။မနေ့ကမေလ17ရက်နေ့မွန်းတဲ့12:45မိနစ်ခန့်ကပလဲမြို့နယ်နှွေအင်းကြီးရွာအစီပိုင်းအလဲပိုင်းအနောက်ပိုင်းနေရာ3ခုကိုအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter ဖြင့်ဗုံးဒီ3လုံးကျဲကျတိုက်ခိုက်ခဲ့ရာ6တန်းကျောင်းသားမောင်ဖုံးမင်းတန်း ဆက်နှစ်တန်းကျောင်းသူမကျဲ့စင်ဦးနဲ့ဒေါ်မရီတို့ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းဒါအပြင်မတင်းမြတ်သူမှလည်းဆေးရုံမှာထပ်မံတည်ဆုံသွားတဲ့ပြည်စုစုပေါင်း၄ဦးတည်ဆုံခဲ့ကြောင်းသိရပါဗျ။အကြံပတ်စစ်ကောင်စီတပ်ရဲ့လေကြောင်းတက်ခတ်မှုကြောင့်ဒီကိတ်တန်ရန်ရရှိသူ၆ဦးစီးခဲ့ပြီးမောင်ဝင်းရန်ဆိုမဆွေမောင်ဝင်းမဖြူဖြူလုံးနဲ့သုံးနှစ်အရွယ်ကလေးတဦးတို့မှစိုးရင်ရကြောင်းကိုဖို့တော့ကိုစိန်လင်းတို့မှမစိုးရင်ရတန်ရန်ရရှိခဲ့ကြောင်းသိရပါဗျ။ ဟုတ်ကဲ့ပါမေလ19ရက်နေ့ရက်မနက်ပိုင်းနောက်ဆုံးရရှိထားတဲ့မြေပြင်စစ်ရေးသတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြကျန်းမာဆွေးနွေးချမ်းမြေ့ကြပါစေညာ